တိုင်းနေမှာရင်ရိုနယ်ဒိုရဲ့ခြေရာနေနိုင်မယ်လို့ထင်ပြပေးခံနေရတဲ့ United လူငယ်လေးဘရိတ်အများလုံးမေ့မိလားဗျာဒေလိုက်ဖော်ဝါရှော့စီတင်ကနေပြန်လဲကြိုးထုတ်လိုက်ပါရင် United Academy ကနောက်ပိုင်းနှစ်တွေမှာလာလာရှိတဲ့လူငယ်ကစားသမားတော်တော်များများကိုမွေးထုတ်ပေးနိုင်ခဲ့ပါရင်လက်ရှိအသင်းကြီးမှာနေရာတစ်ခုရနေတဲ့ Toby Collier, Mainu, Garnacho တို့အပြင် Harry Ahmed, Chiro Obi တို့ဟာလည်း United Academy ကနေအသင်းကြီးစီကိုရောက်ရှိလာခဲ့သူတွေဖြစ်ပါရင်ဥရောပရဲ့အကောင်းဆုံး Academy တွေကတစ်ခုအပါအဝင်ဖြစ်တဲ့ United Academy ဟာ Class of 92ကနေစလို့ဒီနေ့အထိ ကစားခဲ့တဲ့ပွဲတိုင်းမှာအကယ်ဒမီထက်ကစားသမားတယောက်ကိုပုံမှန်ပွဲထွက်ခွင့်ပေးတဲ့အသင်းဖြစ်လည်းနာမည်ကြီးခဲ့ပါရင်အခုလည်း United လူငယ်အသင်းမှာဂိုဂျီရိုနယ်ဒိုရဲ့ခြေအားကိုနင်းနိုင်မဲ့လူငယ်အကယ်ဒမီကစားသမားတယောက်ပေါ်ထွက်လာခဲ့ပါပြီ Jesus Junior Carrier လို့ခေါ်တဲ့ဒီကောင်လေးဟာ United U16 အသင်းမှာအစွမ်းကုန်တောက်ပနေပြီးနိုင်ငံအတွင်းလူငယ်ကစားသမားတွေထဲခြေစွမ်းခြေစားအကောင်းဆုံးကစားသမားတယောက်ဖြစ်ထင်ကြီးပေးခံနေရသူဖြစ်ပါရင်အသက်16နှစ်ပဲရှိနေသေးပေမဲ့ Bayern Munich, Barcelona ရယ်မက်ဒရစ်တို့လိုဥရောပရဲ့ဒိဋ္ဌိကျအသင်းကြီးတွေမျက်စိကျခြင်းကိုခံနေရပြီး United ကတော့ဒီကစားသမားလေးကိုရောင်းထုတ်သွားမှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ် United U18 အသင်းဟာပြီးခဲ့တဲ့စနေနေ့က Premier League U18 အသင်းပွဲအဆင့်ဖြင့် United အသင်းနဲ့ကစားခဲ့ပြီး Gabriel Lee ဟာဒီပွဲမှာလူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်ဒီပွဲမှာ United က73ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး Vedat Musa က double hat တွေ Jin Torrey က hat တွေ Gabriel က2ဂိုးနဲ့ Jane Pine Lee နဲ့ Daniel Amaro ကတကောစီသွင်းယူပေးခဲ့တာဖြစ်ပါတယ် ပွဲပြီးမှာပွဲရလန့်ထက်လူစားဝင်လာခဲ့တဲ့ဂါဘရီယဲခြေစွမ်းဟာပရိသတ်တွေအကြောင်းအတော်လေးလူပြောများနေခဲ့ပါတယ်။ဂါဘရီယဲဟာဘယ်တော့မှပွဲထွက်လာခဲ့တာဖြစ်ပြီးဘယ်ဝန်းတလျှောက်သူ့ရဲ့ driver's key တွေနဲ့ပြန်ပတ်နောက်တန်းကိုပြိုလဲစေခဲ့ပါတယ်။ပွဲချိန်89မိနစ်မှာတော့ဂျေကော့ရဲ့ဖန်တီးပေးမှုကနေဂါဘရီယဲကအသင်းအတွက်29မြောက်ဥဆောင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်မိနစ်ကြာမှလည်းဒန်ဒီရဲ့ဖန်တီးပေးမှုကနေပွဲသိမ်းနိုင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့ပြန်ပါတယ်။ဂါဘရီယဲဟာဘယ်ညာခြေဘက်နှစ်ဖက်လုံးကိုကောင်းစွာအသုံးပြုနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဘယ်တောင်မှညာတောင်မှနေပြီးဝင်းဘတ်နဲ့နံပါတ်10နေရာတွေမှာလည်းကောင်းစွာကစားနိုင်သူဖြစ်ပါတယ်။ မြန်မာပြည်တောင်ပိုင်းတိုက်စစ်ကစားသမားဖြစ်တာကြောင့်နောက်နှစ်နေငယ်အတွင်းဒီခြေစွမ်းစကိုဆက်ထိန်းထားမယ်ဆိုရင် MRI ရဲ့စိတ်ကြိုက်ကစားသမားတယောက်ဖြစ်လာနိုင်မှုရှိနေပါတယ်။ပရိသတ်တွေကလည်းကာဘရီရဲ့ခြေစွမ်းခြေစားကိုအတော်လေးသဘောကျနေကြပြီးပွဲပြီးမှပဲမှတ်ချက်မျိုးမျိုးပေးခဲ့ကြပါတယ်။ပရိသတ်တို့ကဒီကောင်လေးကိုမြင်လိုက်တာနဲ့သူ့ရဲ့နာမည်ကိုဘေဘီနေမလို့ခေါ်ချေသွားခဲ့တယ်။သူ့ကိုသာဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင်အသင်းအတွက်အမြင်နဲ့ဆန်ဆန်ကိစ္စတွေဖြစ်လာနိုင်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။နောက်တစ်ခုကလည်းနောက်ထပ်နေ့နည်းနည်းကြာရင်ဒီကောင်လေးကိုအသင်းကြီးမှနေရာပေးလိုက်စမ်းပါဆိုပြီးပြောဆိုခဲ့ပါတယ်။အခြားပရိသတ်တို့ကလည်း ဇလိုင်းနဲ့တာလီကယူ၁၈အသင်းနဲ့ပွဲဥထွက်မှာနှစ်ဂိုးသွင်းပြခဲ့တယ်။ United အနေနဲ့ဒီကောင်လေးကိုမယောင်းထုတ်ဖို့ဆူတောင်းမိပါတယ်။တကယ်ကို special talent ပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ဒါ့အပြင်ဂါဘရီယာအခုမှအသက်ဆယ်နှစ်နေပဲရှိနေသေးပေမယ့်နာမည်ကျော် Nike Company ရဲ့ sponsor စာချုပ်ကိုပါရရှိထားသူဖြစ်ပါတယ်။ဒါက Redo ကိုပြင်မြင်နေရသလိုခံစားစေရပါတယ်။ Redo ဟာလည်းဆယ်ကျော်သက်အရွယ်တော့ကခြေစွမ်းတောက်ပမှုတွေကြောင့် sponsor စာချုပ်တွေကိုစောစီးစီးရခဲ့ပူတာဖြစ်ပါတယ်။ Spain လူငယ်ချယ်ဝင်းလေးလာမိုင်းရာမေတော်မှာအသက်၁၈နှစ်မှာတင် ဘာစီလိုနာနဲ့အတင်းနဲ့အတူတောက်ပနိုင်ခဲ့တာကြောင့်မကြတော့တဲ့အချိန်အတွင်းဂါဘရီယယ်ဟာလည်း United အတွက်အဓိကကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဂါဘရီယယ်ရဲ့ခြေစွမ်းခြေစားနဲ့ပတ်သက်ပြီးသူ့ရဲ့ special နည်းပြတစ်ယောက်ဖြစ်သူကဂါဘရီယယ်ဟာအတော်လေးကိုကောင်းတဲ့ကစားသမားတစ်ယောက်ပါ။သူကကြောင်ရင်းလုံးလေးပါပဲ။သူ့ကိုအများကြီးတွေးပေးလို့ရပါသေးတယ်။ကျွန်တော်အနေနဲ့ Academy ကစားသမားတစ်ထောင်ကျော်လောက်ကိုဘဝတစ်လျှောက်နည်းပြခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာမှဂါဘရီယယ်ဟာအကောင်းဆုံးကစားသမားတစ်ယောက်လို့ကျွန်တော်ညွှန်းဆိုချင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဂါဘရီယယ်တစ်ယောက် ယူနိုက်တက်အသင်းနဲ့အတူတောက်ပွားတဲ့အနာဂတ်တွေကိုပိုင်ဆိုင်သွားမလားပြည်သက်ကြီးကဘယ်လိုများထင်မြင်မိပါသလဲကောမမဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်